အိန္ဒိယနိုင်ငံစန္ဒာပန်ရှုအိုင်မှာထူးဆန်းစွာထွက်ပေါ်လာတဲ့စုံမီလုံးများပြည်သူများအလုံးမင်းမင်္ဂလာပါရှင်အမန်းချင်းတွေကနေကြော်လေးကြိုဆိုလိုက်ပါတယ်။မိတ်ဆွေတို့အနေနဲ့စုံမီတောက်တဲ့ဆိုတဲ့စကားကိုတော်တော်များများကြားပူကြပါလိမ့်မယ်။စုံကဝေနဲ့အွန်လိုင်းပညာသည်တွေတော်တော်များများကညတကောင်ရန်လူချင်းတိတ်ချင်ရောက်ပြီးဆိုရင်တို့ရဲ့အခန္ဓာကိုယ်ကိုမီလုံးတွေပြောင်းပြီးတော့ဟိုဒီဒီလှဲ့လေသွားလာလေးရှိတယ်လို့လူကြီးသူမတွေပြောတာကိုကြားပူကြပါတယ်။ ဒီလိုသဘာဝလွန်ထူးဆန်းတဲ့မိလုံးတွေနဲ့ပတ်သက်ပြီးတော့ကြုံရတဲ့အဖြစ်အပျက်တွေဟာကျမတို့မြန်မာနိုင်ငံတနိုင်ငံတည်းမှာပဲမဟုတ်ဘဲအိန္ဒိယ၊ထိုင်း၊အင်ဒိုမလေးအစရှိတဲ့နိုင်ငံတွေမှာလည်းမြင်ရကြုံရတာတွေရှိတယ်လို့သိရပါတယ်။အခုပြောပြမှာကတော့အိန္ဒိယနိုင်ငံအတွင်းလူသူမနီးမဝေးရှွန်းအိုင်တအိုင်မှာညစွန်ရထူးဆန်းစွာထွက်ပေါ်လာတတ်တဲ့အစင်းရောင်မိလုံးကြီးတွေရဲ့အကြောင်းကိုပြောပြပြီးသွားမှာဖြစ်ပါတယ်။ဆိုတော့စိတ်ဝင်စားတဲ့ဆိုရင်ထုံးစံအတိုင်းဆောင်းလေးချုံနဲ့ကြက်လေးတက်ပြီးဗီဒီယိုကိုအဆုံးထိအတူကြည့်လိုက်ကြရအောင်။ ောင်းပေါင်းအိန္ဒိယနိုင်ငံဘန်ကန်ပြည်နယ်အနောက်ပိုင်းဒေသမှာထူးဆန်းတဲ့အရှုံးအိုင်ကြီးတစ်ခုရှိပါတယ်ဒေသခံတွေကတော့အဆိုပါအိုင်ကြီးကိုစန်တာဘန်အိုင်လို့ခေါ်ဆိုကြပြီးတော့တဘာဝလွန်ဖြစ်ရဲ့စမ်းကျယ်တွေမကြာခဏဖြစ်ပွားလေးရှိရာကြောင့်နာမည်တော်လေးကြီးပါတယ်အထူးသဖြင့်ညအချိန်ရောက်ပြီဆိုတာနဲ့အဲ့ဒီအိုင်ကြီးတွေကနေကြီးမားပြီးတော့ထူးဆန်းတဲ့မီးလုံးကြီးတွေထွက်ပေါ်လာတတ်တာကြောင့်လည်းဖြစ်ပါတယ် ဲ့ဒီမီလုံးတွေကိုတရေမီလုံးတွေအဖြစ်နဲ့လူသိများပြီးတော့သူတို့ရဲ့အယောင်ကအစိမ်းအောင်ဖြစ်ပါတယ်။မီလုံးတွေဟာရေတွေကနေအစုလိုက်အပြုံလိုက်နဲ့ထွက်ပေါ်လာကြတာမျိုးမဟုတ်ဘဲတလုံးချင်းစီတဖြည်းဖြည်းထွက်ပေါ်လာတတ်တာပါ။အရွယ်အစားကဘတ်စကတ်ဘော လုံးထက်နှစ်ဆလောက်ပိုကြီးပြီးတော့ရေအိမ်အနီးမှာလှည့်လေလွင်မျောပြီးရဲ့နောက်မှာတောအုပ်ထဲကိုဝင်ရောက်ပျောက်ကွယ်သွားတတ်ပါတယ်။ ဒီမီလုံးတွေကိုတရေမီလုံးတွေလို့သတ်မှတ်ထားတာကအကြောင်းရင်းရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့စန်တာဘန် IG ဟာတစ်ချိန်လုံးကအင်မတန်လူစားတာကြောင့်နာမည်ကြီးတဲ့ IG ဖြစ်ပါတယ်။ဒီ IG ထဲမှာငါးဖန်သမားတော်တော်များများဟာအကြောင်းရင်းရေးရရာမရှာဘဲနဲ့အင်းလေးကိုပြုတ်ကြပြီးတော့တည်ဆုံးခဲ့ပေါ်ပါတယ်။ဒါကြောင့်အခုမြင်နေရတဲ့မီလုံးတွေဟာတည်ဆုံးသွားတဲ့ငါးဖန်သမားရဲ့ဝိညာဉ်တွေကိုစားပြုတဲ့မီလုံးတွေအဖြစ်နဲ့လက်ခံထားကြတာလည်းဖြစ်ပါတယ်။ ဒီလိုမီလုံးတွေထွက်လာပြီဆိုရင်သူတို့ရဲ့အနောက်ကိုလိုက်မသွားဖို့လိုပါတယ်။ဘာကြောင့်လဲဆိုတော့ငါဖန်သမားအများစုဟာအဆိုပါမီလုံးတွေကိုမြင်တဲ့အခါစူးစမ်းလိုတဲ့စိတ်နဲ့အနောက်ကနေလှေစီးပြီးတော့လိုက်သွားတတ်ပါတယ်။ဒါပေမဲ့မနေ့ရောက်တဲ့အခါမှာတော့လှေကူတာပြန်ရှာတွေ့ပြီးအဲ့ဒီငါဖန်သမားကိုတော့အစာအနာရှာလို့မရတော့ပါဘူး။ရှွန်အိုင်အောက်ကဝိညာဉ်တွေကသူ့ကိုခေါ်ဆောင်သွားတာလို့ဒေသခံတွေကယုံကြည်ကြပါတယ်။ ဒါကြောင့်မယ့်အများစုကအဆိုပါမီးလုံးတွေပေါ်လာရင်ရှေ့ဆက်မသွားကြတော့ဘဲနဲ့အင်ကိုချက်ချင်းလှည့်ပြန်တတ်ကြပါတယ်။ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့သိပ္ပံပညာရှင်တွေကတော့သိပ္ပံနည်းကြလေ့လာအဖြေထုတ်ထားတာတွေရှိပါတယ်။အဲ့ဒါကဘာလဲဆိုတော့အဆိုပါရေအင်ကြီးရဲ့အောက်မှာထူးဆန်းတဲ့မြေသားတစ်ခုရှိနေပြီးတော့အဒီကနေအယောင်တောင်းနိုင်တဲ့တန်းခွေလုံးတွေကိုထုတ်ပေးနေတာလို့ဆိုပါတယ်။ဒါပေမဲ့ဒေသခံတွေအတွက်ကတော့ဒီရှုံအင်ကြီးဟာယနေ့ချိန်ထိအိမ်မဆိုးတစ်ခုဖြစ်နေရှိနေစေဖြစ်ပါတယ်။ ဒီထူးဆန်းတဲ့အင်ဂျီထဲမှာတကယ်ပဲဝိညာဉ်တွေရှိနေသလားဆိုတာနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်ရှင်အဆုံးထိကြည့်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်